ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Lotus Food Court မှာဒီ lunch စားရလေးပေါ့နော်အဲ့အားလေးကိုတင်လိုက်ပါတယ်ဒါကတော့ Lotus ထဲမှာဒီ check-in တွေကိုရောင်းတဝင်းဝင်းနဲ့กินနေတာတွေ့လို့ဒီတိုင်းပဲရိုက်ခဲ့လိုက်တာပါလွန်ခဲ့တဲ့တပတ်လောက်ကရိုက်ခဲ့တာပေါ့နော်အဲ့ဒီတုန်းကဒီကစုံလာပြင်းနဲ့နှီးတာမလို့စိုင်းနေတော်တော်များများလဲပိတ်တယ်လေ အဲကြောင့်မို့ဒီစားစရာမရှိရနဲ့ပဲ Lotus Food Court မှာဒီဟင်း၃မျိုးဘတ်60တန်းလေးကိုတွားစားဖြစ်ခဲ့တာပါငါးကြော်ကိုဒီကုံးပေါင်လိုချက်လေးရယ်ဒီချိုချင်ကတော့ဒီချိုချင်ကြော်ကတော့ဘာမှမပါတော့ဘူးအသီးနဲ့နေပဲပါတော့တာလေးတစ်မျိုးရယ်နောက်တစ်ခုကကျတော့ချက်သားလဝသားလမသိဘူးဒီ time style လေးပေါ့နော်သူတို့ time style ဟင်းချက်လေးရယ်၃မျိုးယူခဲ့လိုက်တာပါ အဲ့ချူချင်းကြောကဒီဟိုဘက်တောင်းမှာဖြစ်နေခါကြတော့အဲ့ထဲမှာဒီအသားပါသေးတဲ့မှတ်ပြီးယူခဲ့လိုက်တာပေါ့နော်အခုယူခဲ့လိုက်တဲ့ခါကြတော့အသားမပါဘဲနဲ့ဖြစ်နေကြတာပါအ60ဆိုတော့ကျွန်တော်တို့မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်1000လောက်တော့သွားမှာပေါ့နော်အရင်တော့ကလည်းတစ်ခါတင်ပွေးပေါ့နော်ဒါကတော့ထပ်ပြီးတော့ပြင်းတာနဲ့ဒီကြံရမရဒီဒီဆိုင်တွေကကြတော့ဖွင့်တာပေးစားတာမို့လို့သွားစားဖြစ်ခဲ့တာပေါ့နော် ိုင်းမာကာတခုခုဆိုရင်ဒီစားတောက်ဆိုင်နေရာမှာပိတ်တတာဆိုတော့ဒီစူပါမားကတ်ကဟာမျိုးဆိုရင်တော့ဒီမပိတ်တာရှားတယ်ပေါ့နော်ချင်းမိုင်မှာမိုးကလည်းကောင်းတဲ့ခါကျတော့သူတို့ပြင်းတာလည်းလည်းရောပြီးတော့ပိတ်တာလည်းပါမယ်ထင်ပါတယ်သူတို့ရဲ့ lifestyle လေးကဒီ slow lifestyle လေးဆိုတာလေအနီကဖိုကပ်ရိုက်နေရင်လည်းဒီကင်မရာကိုပြန် focus ဖို့မိခဲ့သွားတာပေါ့နော်အဲအကြောင်းမို့နည်းနည်းလေးဝါးနေတာပါ အရသာအနေနဲ့ဆိုရင်တော့ဒီအကုံလုံးကတော့ကောင်းတော့ကောင်းပါတယ်။ငါးကြော်လေးကလည်းသူ့ဟာနဲ့သူအဆင်ပြေတယ်။ချက်သားချက်ကလေးကလည်းဒီသူတို့ထက်အုံလုံးပါလာမသိဘူးအဲ့လိုမျိုးနည်းခံစားချက်လေးရတယ်ပေါ့နော်။သိတော့မသိလို့ပါ။ပြီးတော့ငရုတ်သီးငပြိုင်စိန်တွေကဒီငရုတ်သီးလေးတွေတော့ရွေးယူခဲ့ပါတယ်။အရန်မငန်ဘူးဆိုရင်တော့တော်တော်စားလို့ကောင်းတယ်ပေါ့နော်။ကျွန်တော်ကဇာတော့ဒီအရန်ငန်တဲ့ငရုတ်သီးတွေစားဖို့ရာဆိုတော့အဲ့အရာကြီးကျတော့တိတ်မကြိုက်လို့ပါ။ အပြင်ကားထမင်းဆိုင်နေဆိုရင်တော့ဒီဟင်းရည်နဲ့တောက်ဆရာရည်နဲ့ရေခဲနဲ့အဲ့လိုပေးမယ်ပေါ့နော်ဖူကော့ဆိုရဲခါကြတော့ဟင်းရည်တို့ဒီရေတို့ကတော့ပါမှာမဟုတ်ပါဘူးအရသာကတော့တော်တော်ကောင်းတယ်ဒါပေမဲ့ပါတဲ့ထမင်းကကြတော့ဒီထမင်းပကံလုံးလေးအဲ့လောက်ပဲပါဆိုတော့တိတ်တော်ဝမ်းမယ်မဟုတ်ဘူးပေါ့နော်နောက်ထပ်တစ်ခုလောက်တော့ထပ်ကြည့်ရအောင်ပါ ဒါပေမဲ့ရာတာလေးကကောင်းနေတာရောဒီစိုင်ဖွင့်တာကောတေချာတာရောမလို့တခါတလေသွားစားကြည့်မယ်ဆိုရင်တော့အဆင်ပြေမှာပါရှင်းရှင်းပြောရမယ်ဆိုရင်ဒီဘတ်60လောက်သုံးတယ်ဆိုရင်ရက်ကွက်ထဲရတို့ဒီလမ်းနေတဲ့ရတို့စိုင်နေရတော့ပိုပြီးတော့အဆင်ပြေရလို့တော့ကျွန်တော်ထင်မိပါတယ်အဲ့ဒါကျွန်တော်ရဲ့ထင်မြင်ချက်ပေါ့နော် အဲ့ဖြစ်ချင်တော့လေရက်ွက်ထဲကဆိုင်နေရကြတော့ဒီသူတို့ကလည်းအကုန်လုံးလိုက်လိုက်ရောပိတာဆိုတော့အိမ်မှာခောက်ဆွဲပြုတ်ဆိုင်စားမစားရင်711ကဟိုမုံမုံနေဒီမုံနေနဲ့ပဲစသိမ့်သွားတာများပါတယ်စကားရိဆောက်ပြောရင်လည်းထမင်းလေးကတော့ကုန်သွားပါပြီအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်နောက်ထပ်တင်မဲ့ဘလော့လေးမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ